အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ပေါက်ပန်း40 channel ရနေပြီးတော့ကြိုးစိုးလိုက်ပါတယ်ကျွန်တော်ရဲ့ပေါက်ပန်း40 channel ကနေပြီးတော့အာသာဒိုလေးတွေကိုနားဆင်ရင်ပျော်ရှင်ချမ်းမြေ့ကြပါစေလို့ကျွန်တော်ဒီနေ့ကနေပြီးတော့ဆုတောင်းလိုက်ပါတယ်ကျွန်တော်ရဲ့ပေါက်ပန်း40 channel ကိုလည်း like and subscribe လေးတွေလုပ်သွားပေးကြဖို့တောင်းဆိုလိုက်ပါတယ်ဆက်လက်ပြီးနားဆင်ပေးကြပါဦးခင်ဗျာရှိတော့ကတော့ရတရားမှာ ကိုဝဲကျော်မပုတ်ဆုံးလင်မယားနှစ်ယောက်ရှိကြလေတယ်။တနေ့သောအခါကိုဝဲကျော်ကမပုတ်ဆုံးရင်ဟူဘဲအင်ဟာမကလမသားကလေးတစ်ပင်ပေါ်ကလိမ့်ကြလို့တဲ့။သူပြောရမပုတ်ဆုံးက"အိုးကိုဝဲကျော်ကလေဒါများအစမ်းလုပြီးပြောနေရသေးသလား။ဒီကလေးကူကတစ်ပင်ပေါ်ခဏခဏတက်ပြီးဆော့နေတာ။တနေ့နေ့တော့လိမ့်ကြလိမ့်မယ်လို့ထင်သားပဲ။သူပြန်ပြောလေ။နောက်တနေ့ညနေတွင်ကိုဝဲကျော်က"ဟေ့မပုတ်ဆုံးဒီနေ့ညနေငါတော်တွေကအပြန်" လုတ်တိုက်ပြီးလဲလို့မျက်နာနဲ့တထောင်စစ်မှာဒဏ်ရာရလာတယ်။စီးထည့်ပြီးစမ်းမှာဟာဟူပြောရာ မပုတ်ဆောင်ကလဲမှာဗောတော့ရှင့်ကိုကလမ်းမှာကြည့်မတော်လားတနေ့ကြဒီလိုဖြစ်လိမ့်မယ်လို့ထင်သားပဲဟူပြန်ပြောလေဒီလိုပြောခံရပါများသဖြင့်ကိုဝဲကျော်ကဒီထင်သားပဲဆိုသည့်စကားကိုမတုံးအောင်လုပ်မည်ဆိုသည့်အကြံနဲ့ဘုဆိုရင်ကိုရှမ်းတို့အိမ်ကနွားကြီးမိုးပေါ်ပြန်သွားတယ်ဟူပြောလေသည်မပုတ်ဆောင်က အိုးဒီနွားကူကဟူခုန်ဒီပေါက်နဲ့တနေတော့မိုးပေါ်ပြဲမယ်ဆိုတာထင်သားပဲဟုပြန်ပြောလိုက်ရာဟာဘုံဆောင်ရဟိုမှာနွားကြီးမမြင်ဘူးလားဆိုပြီးချိန်လုံးနဲ့ရိုက်လေတော့ဒီဒီလေရမယ်ရှာပြီးရိုက်မယ်ဆိုတာအစကတည်းကထင်သားပဲဟုမဘုံဆောင်ကပြန်ပြောလိုက်တော့အခါကိုဝဲကြော်မှာအရှုံးပေးလိုက်ရလေတော့ဒီ